မတ်တရအခန်းလေးမောင်မစင်းစားမိဘူးလားကွယ်မောင်နဲ့တလားလောက်ခွဲရမှာကိုပင်မြေရီကြမိအောင်ဝမ်းနဲ့ထိခိုက်လွယ်တော့ကျမသည်မောင်နဲ့တသက်လုံးခွဲရလင်ဘလို့များနေရစ်ခဲပါမလဲဟု မောင်နဲ့နဲ့မြပြန်ငယ်မကြည့်မိဘူးလားညီမအချစ်ဝုထုနိုင်ငံသားအချစ်ဝုထုမျိုးစုံဖတ်ခဲ့ဘူးတော့ကျမအနေဖြင့်အချစ်ဟုသည် ရင်နဲ့တင်းမွေသောပန်းချုံအောက်တွင်ဖြစ်စေ အေးချမ်းသာရသည့်ခရမ်းရောက်ညနေခင်းတစ်ခုတွင်ဖြစ်စေနှင်းငွေများအုပ်ဆိုင်နေသည့်နနက်ခင်းတစ်ခုတွင် ဖြစ်စေလှပစွာတရှိနေလိုက်မည်ဟု အထင်ရောက်ခဲ့ပူသည် သူမဟုတ်လျင်လည်းရေခဲငွေများဖြင့်အေးစိတ်ဆိုလက်နေသောတောက်လက်စကော်ဖီဖန်ကွက်တစ်ခွက်အတွင်မှဖြစ်စေရေမွေးနှံသင်သော လက်ကင်ပေါ်ဝါတစ်ခုအတွင်မှဖြစ်စေ ရှိလိမ့်မည်ဟုအထင်ရောက်ခဲ့ဘူး၏တကယ်တမ်းကျတော့အချင်းဆိုတာအင်မတန်အံ့ဩဖွယ်ရပါပဲလားပူအိုက်တော်နှစ်နာရီအချိန်နေ့လည်ခင်းတစ်ခုတွင်ကြောက်မက်ဖွယ်ရနန်စော်လာတော့လူသေးခွဲစိတ်ကံတစ်ခုတည်းတွင် အချစ်ဖြစ်တည်လာခဲ့သည်ဖော်မလင်ဆေးနက်နန်စော်၍အော်ဂလီဆန်ဖွယ်ရခန္တာဘေရဓာတ်ခွဲအခန်းထဲမှာဆရာဆရာမတို့ဤရန်စမ်းမေကိုများထဲမှာ နောက်ပစမ်းကြဲသောအချစ်တစ်ခုစားတင်ဖြစ်ပေါ်ခဲ့ရသောအကြောင်းသည်ជីနူးဖွဲ့လဲကောင်း၍ဝမ်းနည်းဖွဲ့လဲကောင်းပါသည် ကျမသည် ခန္ဓာဗေဒကို အလုံးမုံ၏လက်ငါလုံးမကထူသော gray anatomy ခေါ်စာအုပ်ကြီးကိုတကောင်းအမဲ့လို၍ပျော့ပြဲနေသောတီးမွေးငပြောသည့်ဤအန်ဂျင်စရာအနက်မျိုးနှင့်ပုတ်ဲ့သော လူသေးအနက်ရောထားသည့်ခန္ဓာဗေဒခွဲစိတ်ခံဤအနက်ကို၎င်း အသားမြင့်များတစားစီမှွာထွက်နေသောလက်များဖြင့်မျက်လုံးဟောက်ပန်းနှင့်လူသေးအလောင်းများကို၎င်းအလွန်ကြောက်တတ်သူဖြစ်သည်။ကျမအလွန်ကြောက်လန့်တုန်လှုပ်သောခန္ဓာဗေဒခွဲစိတ်ခံကိုတည်ရင်တည်းချစ်လာအောင်စိတ်ဝင်စားလာအောင် မောင်ကပြုပြင်ပေးခဲ့သည်ဟုဆိုလျင်မောင်ကတော့ရီမောမြဲဖြစ်၏။ဟုတ်သည်ကျမသည် မောင်နှင့်ပတ်သက်ပြီးမှခန္ဓာဗေဒကိုချစ်တတ်လာသူဖြစ်၏။ ခန္ဓာဝေဒခွဲစိတ်ခံသည်စာသင်ခန်းတစ်ခုထက်နှစ်ဆနီးပါးရှိသောအခန်းကြီးတစ်ခုတွင်ဖြစ်သည်ထိုအခန်းထဲတွင်စာသင်ခုံတန်းများမရှိဇပွဲများမရှိ လူသေးတင်ပြီးခွဲစိတ်ရသောဂတင်ဟုကျမတို့ခေါ်သော ခုံမြင့်ရှည်များသာတစ်ဖက်တစ်ချက်တွင်တန်းစီ၍ထားသည်ကျောင်းသား၁၀ယောက်သို့မဟုတ်၁၂ယောက်ခန့်ပါဝင်သောအုပ်စုကလေးများကိုခွဲထားပြီးတခွဲလျင်ဆရာတစ်ယောက်ကခေါင်းဆောင်၍စာသင်ပေးရပါသည် ကျမတို့အဖွဲ့နှင့်မောင်တို့အဖွဲ့သည် အမဲလိုလိုဟိုဘက်တန်ဒီဘက်တန်မြစ်ဆောင်ထိုးနေရာလောက်တွင် ရှိနေတတ်ပါသည်ပထမတစ်နှစ်ခွဲလုံးလုံးတယောက်နှင့်တယောက်ဘာတိပါတာနေခဲ့ကြသောကျမနှင့်မောင်သည်ဒုတိယနှစ်ကြာမှအတိအမှတ်ပြုသောမျက်လုံးများဖြင့်အစာပြုခဲ့သည်ကျမကိုတစုံတစ်ယောက်ကအလန့်ကြီးနေသလို ခံစားရတိုင်းခွဲစိတ်ခုပေါ်တော့ခေါင်းငုံကြည့်နေရမှခေါင်းထောင်ကဟိုဟိုဒီဒီရှောက်ဖွေကြည့်မိတတ်၏ ထိုတို့ကြည့်မိတိုင်းလဲခက်လန်းလမ်းမကျမစီငင်းငင်းနေသောမောက်ကိုတအံ့အော်တွေ့ရသည် ပထမတော့ကျမမယုံမကြည်ဖြစ်နေသေးသည်မောင်မြတ်ဝန်းများကိုမြင်ရလေရှင်တိတ်တိတ်ခုံသွားပြီးနှကန်းဖျားများခြောက်သွေ့သွားသည်မှာကျမအလိုတရာပြောညံ့လွန်းတော်ကြောင့်ဖြစ်မှာပါမောင်ဟာကျမကိုလှည့်ကြည့်တာမှဟုတ်ရဲ့လားအနေငယ်မတိမချဖြစ်ခဲ့ရသေးသည် အဝတ်အစားများကိုဒုတိယနှစ်ရောက်မှတက်တက်ရရဝတ်တက်ပြီးနှစ်လပပကြော့ကြော့လေးနေတက်သည့်မောင်သည်အဝတ်အစားကပိုကယိုမျက်နှာမှာတနက်ခါမရှိသောရုပ်ရည်နှစ်သက်ဆွဲလန်းဖွဲ့ရာတဆိုးတစ်စည်းများမရှိသည့်ဂျမကိုဘာကြောင့်များစိတ်ဝင်တစားကြီးနေရပါသနည်းအတိတ်ပဲဖော်ရခတ်သောမျက်လုံးများဖြင့်ဂျမအမောက်ကိုလှလှန်းကြည့်သောအခါ ညဝန်ချင်းစုံမိပြီဆိုရင်ရှက်တက်သောမောင်ကအလျင်မျက်လုံးလွယ်လေးရှိပါသည်။ဘာပဲဖြစ်ဖြစ်နောက်တော့မောင်စိတ်ဝင်စားသူမှာကျမဟုအ ਨੇ အချင်းရိပ်မိလာရသည်။မြမြဆဆရိပ်မိရအောင်လဲအခြေအနေမပေးပါ။ဆရာဦးတင်မောင်ရင်ကအစာသိပ်မေးပါသည်။ဒီလိုနဲ့ခန္ဓာဗေဒခွဲစိတ်ခံရောက်တိုင်းစာသိပ်မေးတော့ဆရာကိုမျက်နှာချင်းမဆိုင်မိအောင်ရှောင်ရတော့လို့အပြင် မောင်နှင့်မျက်လုံးချင်းဆုံဖို့ခက်ရှက်ရှက်ဖြင့်စူးစမ်းရသောအလုပ်တစ်ခုပါပေါ်လာသည် တခါတခါကျတော့အရက်ပုသောကျမသည် ကျမတို့အုပ်စုကြတွင်ပျောက်ကွယ်နေသည့်အခါအရက်ရှိသေးသောမောင်သည်ပြီးလျင်ခြေပြားထောက်၍ထောက်၍ကြည်ရတတ်ပါသည်တခါတလေတော့ဆရာဦးကိုလေးကအပွဲတစ်ခုခုသို့ဝင်ရောက်လာပြီးစာသင်ခြင်းတစ်လက်စာမေးခြင်းတစ်လက်ပြုလုပ်တတ်၏ တနေ့တာခန္ဓာဗေဒသင်္ကန်းစာများပြီးစီးနေသောចောင်းသားចောင်းသူများဆရာအနီတို့ရောက်သွားတည်းဤဆရာစကားကိုအလုံးဝိုင်းနာထောင်တက်ကြသည်ထိုအခါမောင်ကလည်းဆရာရှိရာသို့လာ၍နားထောင်တက်ပါသည် မောင်အာယုံကဆရာစီမှာရှိချင်ရှိနိုင်မည်ဖြစ်တော်လဲမောင်မြက်လုံးကတော့ကျမစီမှာပဲရှိနေတည်းဤကျမရည်ချင်တဲ့အခါမောင်စီကမျက်လုံးလွဲ့ပြစ်ကကြက်ရည်လေးရှိပါသည် ကျမပြောရည်လည်းရင်မောင်ကလည်းရှက်တယ်လို့မချို့မချင်းပြော၍မျက်နှာချက်ချင်းလွှဲပြတတ်သည်တခါတုန်းကမောင်နှင့်ကျမတယောက်ရင်တယောက်မျက်နှာချင်းဆိုင် အကာအကွယ်မရှိခက်လန်းလန်းမှတရှိနေခဲ့ကြဘူး၏မောင်နှင့်တိတ်တွဲသော မောင်တငယ်ချင်းအန်ကျော်ကတမင်တကာမောင်ရှိသူဝင်ရက်ပြီးမောင်မြင့်ကွင်းကိုကြွယ်ပြစ်လိုက်၏မောင်သည်အလုံးတရာချက်ဖို့ကောင်းအောင်ရှက်ရည်ရည်လျက် မောက်တငယ်ချင်းကိုရှင်းမှတွန်းထုတ်ဖဲ့ပြခဲ့လေသည်အဲ့ဒီတုန်းကကျမရှက်လဲရှက်ပျော်လဲပျော်ပြီးမောက်ကိုလည်းနိမ့်နိမ့်တီးတီးချင်းမိနေမှပထမဆုံးအကြိမ်ဂတိပြုမိခဲ့ပါသည်မောက်ကိုချင်းမိပြီးဟုကိုကိုကိုဝန်ခံလိုက်တော်နေက ကျမအကြီးကျယ်တုန်လှုပ်သွားပါသည်ဘာကြောင့်ချင်းမိမှလည်းမသိချာသောကြောင့်အနှဲငယ်နားမလည်နိုင်ပါ မောက်ပြုမှုအနေထိုင်ကအစ ကျမအသေးစိတ်ချစ်မိသွားတာက အလွန်သေးကြပါသည်မောင်ပထမနှစ်ကလေးကကျမတငယ်ချင်း ခင်ဆန်ဝင်းကခဏခဏပြောလွန်၍မောင်နမယ်ကို ကျမအတိခဲရပါသည် ခင်ဆန်ဝင်းကအကောင်ပြောခြင်းမဟုတ်ပါအတင်းအုပ်ခြင်းသာဖြစ်၏မောင်ကို ခင်ဆန်ဝင်းကဟင်နရီဒူနန်နှင့်ဟုခေါ်ပါသည်ဟင်နရီဒူနန်တစ်သည်အဲ့ဒီတုန်းကခင်ဆန်ဝင်းနှင့်ရီစာမဖြစ်သေးတော့ကျမတငယ်ချင်းဝင်းမြင့်တွင်ဖြစ်ပါသည် ကြက်ချီနီနဲ့မဆိုင်ပါစာတင်ရင်ဒူးလှုပ်ချီလှုပ်လှုပ်နေတတ်သောကြောင့်ဖြစ်၏နောက်ခုံတန်းကတစ်ချိန်လုံးလှုပ်နေသောအခါသူမ၏ခုံကားပါ လိုက်လှုပ်၍မူးနှောင်းလာသည်ဟုခင်ဆန်းဝင်းကစိတ်တိုသည်ဖြင့်ပြောပြဘူး၏အဲ့ဒီတုန်းကကျမနှင့်မောင်တစ်ချိန်ချိန်မှာပတ်သက်လာလိုက်မည်ဟုမိသူများမထင်ခဲ့ကြကျမနဲ့မောင်ရီးစားဖြစ်တော့အခါမောင်တူးလှုပ်ရင်းကျမကမောက်ကိုဆွဲဆိတ်တက်တော့ကြောင့်မောင်အနှဲငယ်ထိတ်ချုံလာ၏ သို့သောဖဲရိုက်နေရင်တစ်ခါတခါလှုပ်နေတတ်ပါသေးသည်ကျမပြောချင်တာက ကျမဘလို့မှမကြိုက်တော့အကျင့်ဆိုးတစ်ခု မောက်စီမှာရှိနေလျက်နဲ့ထို့အကျင့်ဆိုးကိုပင်ချစ်စပွဲဖြစ်လာအောင် မောင်ကကျမအပေါ်လွှမ်းမိုးနိုင်သည်ဆိုတာပါပဲနောက်ပြီးခန္တာဗေဒခွဲစိတ်ခံတဲ့မှာလက်တွေ့ခွဲစေးရရင်တဒန်းလုံးဂျူတီကုတ်အဖြူဝေးရသည် ူတီကုတ်မပါလာလျင်ဌာနမှူးဆရာဦးခင်မောင်စင်ကအခမ်းအနမထွက်သွားခိုင်းပါသည်ဒုတိယနေ့မှာဂျူတီကုတ်က ဖက်ရှင်တစ်ခုဖြစ်သည့်ဖြင့်လူတိုင်းကောပြန်နေအောင်မီးပူထိုးပြီးတသက်ရက်ရက်ဥပထာကြသည့်အထဲတွင်မောက်ကိုတော့ခြေမွနေသောအင်ဂျီဖြစ်တစ်ခါတခါတွေ့ရ၏ရှော့ဖုတ်ပြီးမီးပူမတိုက်ရသေး၍ခြေမွနေခြင်းမျိုးမဟုတ်ပါ လုံးထွေးပြစ်တင်ထားပြီးခြေမွသောပုံစံသာဖြစ်ပါသည် ။ဘာပဲဖြစ်ဖြစ်မောက်ကြတော့ချက်ဖို့ကောင်းသွားတာပါပဲ။တခြားသူတွေဂျူတီကုတ်ကိုပခုံးပေါ်တင်ထားရင် ကျမကြည့်မရတော့လေ။မောက်ကိုကြတော့ကျမတိတ်ကြည့်ကောင်းနေပါသည်။အချစ်ဆိုတာမျက်နှာလိုက်တည်း၏။စေချောင်းသူចောင်းသားများဤရုပ်ရည်ကို ကျမက သုံးမျိုးသုံးစားခွဲထား၏ချောမော်လှပခြင်းနှင့်မဆိုင်ပါတချို့ចောင်းသားများသည်ចောင်းသားဘဝမှာကလေးကဆရာဝန်ရုပ်ရှိနေတည်း၏ တချို့ចောင်းသားများသည်ဆရာဝန်ဖြစ်ပြီးလျင်တော့ဆရာဝန်နှင့်တူလာမည့်ရုပ်ရည်ရှိ၏တချို့ចောင်းသားများသည်ဆရာဝန်ဖြစ်ပြီးတည်သည့်တိုင်အောင်ဆရာဝန်ရုပ်တစ်စက်မှပေါ့မီမဟုတ်ဤသုံးမျိုးကို ကျွန်မကဥပမာအဖြစ်ပြောပြဘူး၏ဥပမာပေါ်ဟာခင်သွဲသိန်းကိုကြည့်သူဆိုရင်ဆရာဝန်မဖြစ်သေးဘူးဆရာဝန်နှင့်တူနေပြီမဟုတ်ဘူးလား तू ကနံပါတ်1မျိုးစားထဲမှာဥပမာနိုး2ယောက် ခင်ဆန်းဝင်းနဲ့မတ်ထေဝီတို့ကိုဆိုလိုပါသည်အခုဆရာဝန်ရုံမထွက်သေးဘူးဒါပေမဲ့နေတို့ဆရာဝန်ဖြစ်ရင်တော့ဆရာဝန်ရုံထွက်လာမှာသိကြတယ်အားကိုးချင်းစရာပေါ့ဟဲ့နေတို့ကနံပါတ်1မျိုးစားဟဒါဖြင့်နံပါတ်3ကရောဟုမေးလိုက်တော့နံပါတ်3ကတော့ငါပေါ့ဟဲ့အခုလဲဆရာဝန်နဲ့မတူဆရာဝန်ဖြစ်လဲတူမှာမဟုတ်ဘူးကျမတို့3ယောက်လုံးယူမောမိကြသည်ယောက်ျားတွေကြရောဟုမေးကြပြန်၏ ျမကမျက်နှာတတီနှိပ်ဖြေပါသည်အေးဝင်းမြင့်ထွန်းကတော့ငါလိုပဲဟဆရာဝန်ဖြစ်ပြီလဲဆရာဝန်နဲ့တူမှာမဟုတ်ဘူးခင်းစန်းဝင်းကကျမကိုမျက်ဆောင်ထိုးကမတိချင်းအောင်ဆောင်းတာဤအေးလှဆူညွန်ကတော့ဆရာဝန်ဖြစ်ပြီးရင်ဆရာဝန်ရုပ်ပေါက်လာမှသိကြတယ်မထေဝင်းဆက်ဖြဲဖြဲနေရည်ဒီကို ကျမမတိချင်းအောင်ဆောင်းရပြန်ဤဆရာဝန်မဖြစ်ခင်ကလေးကဆရာဝန်နဲ့တူနေတာကတော့ ယောက်ျားလေးထဲမှာတယောက်တည်းရှိတယ်။ဘသူတော့ပြိုင်တူမေးကြ၏။ကျမကခက်တီတီမျက်နှာထားဖြစ်အောင်စူးစမ်းလျက်မောင်နှမဲကိုဖြည့်လိုက်တော့အခါနှစ်ယောက်လုံးကကျမကိုဝိုင်းဆဲကြတော့သည်။ကျမ၏တွေ့တာမျက်နှာမှုကိုပထမဆုံးမောင်ရင့်မိသွားတဲ့နေ့ကို ကျမတို့နှစ်ယောက်စလုံးအမှတ်ထင်ထင်သတိရနေကြပါသည်။တ िश ူပေတာ histology လက်တွေ့ခန်းမှဖြစ်သည်။ လူပေါင်း140ကျော်ရှိသည့်အတွက်အဖွဲခွဲ၍အခန်းနှစ်ခုမှာစတင်ကြရပါသည်ကံကောင်းထောက်မစွာမောင်းနံပါတ်သည် ကျမတို့၏အဖွဲနှစ်ထဲသို့ကပ်ပါလာခဲ့သည်ရုံသုံးကျုံးစပွဲကောင်အရှိများကိုတစ်ခုနဲ့တစ်ခုနီးကပ်စွာဆက်၍ခုန်တန်းရှိကြီးဖြစ်အောင်လှုပ်ထားပြီးဘေးနှစ်ဖက်တစ်ဖက်တစ်ချက်စီတွင်တဒန်းစီအလဲတွင်တဒန်းအလျာလိုက်၃တန်းခွဲ၍လက်တွေ့လှုပ်ကြရ၏ မောင်သည်ဝင်ပေါက်ပတ်မဟုတ်သောပဒင်းပတ်နှစ်ရံကအတန်းတွင်ရှိပြီးကျမကအလဲစပွဲခုန်တန်းဖြစ်၏အนุမြူကြီးမှန်ပြောင်းမိုက်ခရိုစကုပ်များကိုပဒင်းပေါက်များရှိသောဘက်သို့လှည့်ထားသောကြောင့်မောင်သည်ပဒင်းပေါက်ကိုမျက်နှာမူလျက်ကျမကိုနောက်ကျော်ပြီးလျက်ရှိသည်ကျမသည်အလဲခုန်တန်းမောင်းနှောင်တက်တဲမှမောက်ဘက်ရှိရာသို့မျက်နှာမူလျက် အခန်းဝင်ပေါက်များကိုကျော်ပြီးလျက်ရှိသည်ထိုနေ့ကမောင်သည် ယောက်ျားလေးတစ်ယောက်နှင့်မိတို့မြမသက်ဆိုင်သောနီညိုရောင်အင်ကြီးလက်ရှိအနက်ရောင်များသောနီညိုရောင်ပေါင်းမီတို့ကိုဝတ်ဆင်ထား၏ထိုဝတ်ဆောင်မှာ တတိယနှင့် MB ရောက်သည့်အခါဖယ်ရှုံသွား၏မောင်သည်ဆလိုက်ပြားကိုကြည့်နေရမှတစ်ချက်တစ်ချက်ခေါင်းငယ်၍ကျမကိုပြပြန်လှည့်ကြည့်နေပါသည်မောင်တစ်ချက်ကြည့်လိုက်တိုင်းကျမနှလုံးသားကတိတ်ကနေစောက်တိုးတည်း၏ ကြာတော့ကျမမျက်နှာပူနွေးလာပြီ မောက်ကိုမကြည့်ပဲ မိုက်ခရိုစကုပ်ကိုတတဲမဲမဲကြည့်နေခဲ့၏ကျမသည်အတော်ဥကြောင့်ကြောင့်နာ၏စလိုက်ကိုကြည့်နေပြီဘာမှမမြင်ရသည်မှာကျမမျက်စိများရှက်စိတ်ကြောင့်ပြနေတော့ကြာဟုထင်ခဲ့၏အနှငယ်ရီမောစရာကောင်းသွားသောအဖြစ်ပြက်တစ်ခုကန်ဆိုးစွာမောက်ရှိမှဖြစ်ခဲ့သည်ဘဲ့နယ်လေတွေ့ရလားခြားတဲ့ဆရာဂျွန်လှခိုင်က ကျမနောက်နာသို့ရောက်လာသည် ဟမ်ကျမရိုးသားစွာဖြေပါသည်ဆရာကကျမ၏မိုက်ခရိုစကုပ်ကိုကြည့်လိုက်သည်ထို့နောက်ဟက်ခနဲရည်လျက်ကျမ၏ခေါင်းကိုလက်ခောက်ဖြင့်မနာအောင်ခတ်ဖွာဖွာထူ၏ကြည်စံမင်းစလိုက်ထဲမှာအလင်းရောင်မှမဝင်နာဘယ်နှလုံးမြင်ရမလဲဒီရှိရမှန်ကိုဒီလိုရွှေ့နေမင်းစိတ်ပဲရောက်နေတယ်လေကျမအရန်ရှက်ကရေရမလို့ငိုရမလို့ထုပူသွားလေသည် မောင်က နောက်ကျော်ပေးထားရာမှလှည့်ကြည့်၍သူ့ထုံးစံအတိုင်းမချို့မချင်းပြုံးနေ၏ဆရာပြောစကားကတော်တော်လေးပေမဲ့မောင်နှင့်ကျမဘေကတယောက်နှစ်ယောက်တော့လုံလောက်စွာကြားရပါလိမ့်မည်ပြုံးနေသောမောင်ကို အမြင်ကက်ကက်နှင့်မျက်ဆောင်ထိုးပစ်လိုက်တော်သည်ဤအဖြစ်အပျက်နှင့်ပတ်သက်၍နောက်ပိုင်းကြတော့မောင်က ကျမကိုမကြားခဏစားတတ်သည်ကမလီတယောက်ငါ့ကိုရှိနေတာနဲ့ပဲမိုက်ခရိုစကုပ်တောင်မချိန်တက်တော့ဘူး ဟာဗာမှန်းလည်းမသိဘူးမောင်နော်မောင်ကကျမဆွဲဆင်းမြည်လက်ကို ဖန်ဆွဲထား၍ဂျာဟာဟာရှီမောလီသည်မောင်က စကောလာရှစ်ပညာသင်ဆုရသူ ကျမကစတိုင်ပင်ပညာသင်ထောက်ပံ့ကြည်ရသူတခါတရံငွေသွင်းဌာနကိုငွေလာထုတ်ရင် ကျမတို့နှစ်ယောက်စုံတက်ကြသည်မစုံလျင်လဲစုံအောင်မောင်ကဖြစ်ဖြစ်ကျမကဖြစ်ဖြစ်ဖန်တီးတတ်သည်တခါတော့မောင်ကညစ်သည် စတိုင်ပင်စာအုပ်သည် မောင်နှင်လည်းမဆိုင်ပါဘဲနဲ့စကောလာရှစ်ပါစာအုပ်အောက်တွင်ခံ၍မောင်ကအေးအေးဆေးဆေးစာရွက်ဖြည့်နေသည်ကျမမောင်ကိုဘာမှမပြောရသောကြောင့်မောင်မြန်မြန်ပြေး၍ထွက်သွားရန်သာစိတ်ဆောနေသည်မောင်သည်တစိတ်ကောင်းကတ်တာလဲအကြကြီးဖြစ်နေသည်လက်မှတ်ထိုးပြန်တော့လဲအကြကြီးကျမမျက်နှာကိုတစ်ချက်မှလဲလှဲမကြည့်ထို့နောက်စာအုပ်ကိုဝန်တန်းစီလှမ်းပြီးတော့လဲစတိုင်ပင်စာအုပ်ကိုပါတစ်ထက်တည်းပေးနေသည် ကျမအမောက်ကိုအမြင်ကပ်လာပြီးနောက်တော့ဝန်ထမ်းစီကတခါပြန်တောင်းယူရသည်ကျမစာရွက်ဖြည့်နေစဉ်မောင်ကပဆန့်ထုတ်ပြီး၍ပြန်ထွက်သွားဖို့ပဲရှိသည်မဟုတ်လားသို့တော့မောင်မပြန်သေးစာအုပ်လန့်၍ကျမနာမည်ရှာနေစဉ်မောင်ကစာအုပ်ထဲငုံကြည့်သည်ဘယ်သူတော့ထုတ်ပြီးပြီဘယ်သူတော့မထုတ်ရသေးဘူးဘသူစတိုင်ပင်ကဘသူစီဖဲပေါင်ရိုက်ထားတာစသဖြင့်မောက်ဘေးကပါလာသူကိုရီရီမောမောပြောနေ၏အင်မတန်ရဲတင်းတဲ့မောင်ပါ ကျမကလည်းခက်လန်းလန်းကဆိုရင်သာမောင်ကိုကြည့်ရဲ့သူအမိကနေလျင်မောင်ကိုမော်ရွေ့ပေမကြည့်ရဲ့သူကျမကြောက်လေမောင်ကရဲချင်းလေဖြစ်မှာမောင်မကောင်းနော်မောင်ကကျမနှင်းပတ်သက်လျင်ညံလဲများတဲ့ဤကျမကမောင်ကိုမမြင်ချင်းရောက်ဆောင်နေမမြင်ဘဲမနေရအောင် မောင်ကကြံတဲ့ဤခန္ဓာပိဒလက်တွေ့စစ်ဆေးခြင်းသည်တပတ်တစ်ခါလောက်စစ်တဲ့သည် ခန္ဓာဗေဒခွဲစိတ်ခံအကျယ်ကြီးထဲမှာဆရာနှစ်ယောက်စီခွဲပြီးအဖွဲ၅ဖွဲ၆ဖွဲထား၍တယောက်ချင်းစစ်ဆေးလေးရှိပါသည် ခုံနံပါတ်များကိုလည်း၆အုပ်စုကခွဲလိုက်တော့အခါခုံနံပါတ်နောက်ကျသူများလည်းအဖွဲဤထိတ်ဆုံးမှရောက်၍ဖြည့်ပြီးချင်းပြီးသွားသည် မောင်က အလျင်ပြီးသွားပြီးလျင်ကျမစာချက်နေတော့စင်းကြံလမ်း၌ခောက်တော့ခောက်ပြန်လျှောက်တတ်ပါသည်အလိုလိုမှအစာကမရသည့်ကြားတဲ့ သူကအဲ့လိုရှောင်ရည်ကြီးပြီဆိုတော့အခါဘဲနဲ့လှုပ်ပြီးစားတဲ့စိတ်ရောက်တော့မှလဲနောက်ပြီးကျမဖြေဖို့အလှည့်ရောက်ရင်မှန်ပတင်းပေါင်းနောက်ွယ်ခက်လန်းလန်းမှစိတ်ပူတလို့ကြီးနေတတ်သည်မောင်ကြီးနေရွေးများ ကျမအစာရေကတောင်းကနေဖြေမိလျင်ဘယ်တော့မှအောင်မှာမဟုတ်ဆရာမျက်နှာကိုသာကြည်ရွေးဖြေရသည်ဒုတိယနှစ်တနှစ်ခွဲလုံးလုံးအပတ်စဉ်ခန္ဓာဗေဒလက်တွေ့ဆာမျိုးပွဲများစွာရှိသည့်အတွက် မှတ်လောက်သားလောက်အောင်မောင်ရောကျမရော တပြိုင်တည်းကြောက်ဘူးပါသည် ကျမတို့ကြောင်ဤထုံးစံအရာခန္ဓာဗေဒကြောညာတင်ပုံးတွေစာရွက်ကပ်ပြီးအောင်စရင်ထုတ်ပြန်ပေးပါသည် မနက်ဖြေလင်းညနေဆိုကြောညာစာရွက်ကကပ်ပြီးပြီးထိုစာရွက်တွင် နှမျိုးသာပါဝင်၏ထူးချွန်းစွာဖြေနိုင်သူများဟုသောအုပ်စုနှင့်စူးစမ်းရန်လိုသေးသူများအုပ်စုနှစ်စုဖြစ်ပါသည်ကြံအလေလက်များကိုကြောညာတင်ပုံးတွေမကပ်ပေးပါ အော်စရာကောင်းလောက်အောင်ဘယ်တုန်းကမှမကြဘူးသောမောင်နှမနှင့်ကျမနှမကိုအထက်အောက်တွေ့ရသည်။ကြိုးစားရန်လူသေးသူများအောက်တွင်ခုံနံပတ်ကျောင်းသားနှမဖြည့်ဆိုသောဆရာနှမထိုနေ့ကမောင်သည်ဆရာမတော်မြင့်မြင့်ဝေးနှင့်ဖြည့်ရပြီးကြ၏။ကျမကဆရာဦးထင်အောင်နှင့်ဖြည့်ရပြီးကြ၏။အဲ့ဒီတုန်းကဖြစ်နိုင်လေအဲ့ဒီစာရွက်ကလေးကိုစုတ်ခွာ၍တင်ထားလိုက်ခြင်းပါသည်။မောင်ကိုပြောပြတော့မောင်ကရီမောပြန်ပါသည်။ တတော်စိတ်ကူးရင်ပါလားတဲ့စိတ်စိတ်ကူးရင်တတော်ကျမကိုမောင်းပေးတော်ပထမဆုံးကြီးစားစာမှာအခန်းနံပါတ်မပါပဲကျမအဆောင်တို့ရုတ်တရက်ရောက်လာခဲ့၏ကျမနမည်နောက်တွင်ဂွင်းစာကွင်းပိနှင့်မြို့နမည်အတန်တို့ထိတ်လိုက်ယုံဖြင့်ကျမစီရောက်ပါသည်ကျမမှတ်မိသလောက်ရာပြည့်ကွင်းတွင်ကျင်ပါသည့်မူးယစ်စေဝါပြပွဲရှိစေတက္ကသိုလ်ပြခန်းတွင်ကျမတို့အတော်ဝန်ကြသည့်ညဤနောက်တစ်ပတ်တတိအကြာတွင်ဖြစ်သည် ထိုနေ့ညကညနေ9:00နာရီမှည7:00နာရီအထိမောင်နှင်ကျမနီးကပ်စွာရှိနေခဲ့ပါသည်။ကွယ်ရင်မေ့ပြီးတွေ့ရင်သိအောင်လွန်ပြတက်သူဟုပထမဆုံးအကျဉ်းကျမနာမည်ပေးမိတော့ညလေဖြစ်ပါသည်။မောင်သည်စာရေးမညံ့ပါ။သို့တော့စာရေးကောင်းသူတူလည်းမဟုတ်။မောင်စာကိုဖတ်ပြီးထုံညကကျမအိတ်မပြောပါ။ရမ်းပြောနေတော့ကြောက်ဖြစ်သည်။စာကတမျက်နှာပင်မပြည့်တတ်ပါ ကျမကိုချစ်မြတ်နိုးသည့်အကြောင်းကိုရိုးသားစွာပင်ရေးသားထား၏မောင်လက်မှတ်ကိုကျမအကြောင်းခေါ်ချင်းစာရွက်လက်မှတ်များတွင်မှတ်မိနေလိုသာပေါ့မောင်ကစာအောက်ခြေတွင် နမယ်လေးများပင်ရေးဖို့မရချီတငယ်ချင်းများကို မောက်ပထမဆုံးစာရရင်အေးအေးတိုင်းမြည်ဟုဂရိခံပြီးဖြစ်တော်လဲထို့အချိန်က February လကြီးဖြစ်သည့်ဖြစ် အခြေအနေအရစီချက်ခောက်ဆွဲတပွဲစီကျွေးလိုက်ရပါသည် မောက်စာရကလေးကကျမစာပြန်ချင်းလာပြီးကျမကလုံးဝမမူတတ်သူဖြစ်ပါလိမ့်မည်တငယ်ချင်းများကတားထား၏အခုချက်ချင်းစာရအခုချက်ချင်းစာပြန်လို့ဘယ်ဖြစ်မလဲမြင်ရလဲမိန်းကလေးဆိုတာမူရတယ်ဟဲ့ဘာညာအကြံပေးတတ်ကြ၏ကျမစိတ်ကိုကိုးကောက်နေအောင်ထိန်ချုပ်၍တငယ်ချင်းများ၏အမိတ်အရာဒုတိယအမီအတန်းတင်စာမျက်ပွဲကြီးအပြီး အောင်စီးရင်ထွက်တော်နေကစာပြန်လိုက်လေသည် စာပြန်တော့လဲမောက်ခမ်းနံပါတ်ကိုကျမမသိအောင်စန်းဆောင်မန်းသာတည်သည်အဲ့ဒီတုန်းကမောင်အဆောင်နေသေးသည်မောင်စာထည့်တယ်လို့မောင်နမဲဤနောက်ကကွင်းစာကွင်းပိတ်ထဲမှာမောင်မျိုးနမဲနှင့်မောင်အတန်းတို့ကိုရှေ့ပေးလိုက်သည်နောက်တနေ့ဇီဇဝါဆောင်သို့မောင်ရောက်လာပါသည်ကျမအဲ့ဒီနေ့ကမောင်ကိုစင်တွေ့ဖို့မိနစ်20လောက်စဉ်းစားယူရသည်ကျမမောင်ကိုမျက်နှာချင်းမဆိုင်ရဲလာအောင်ရှက်နေခဲ့ပါသည် ချစ်ဟုသည်ရှက်စရာဟုကျွန်မမထင်ခဲ့ဘူးတော့လေမောက်ကိုချစ်တယ်ဟုသော စာကလေးတစ်ချောင်းရေးလိုက်မိတော့ကြောင့်ကျွန်မမျက်နှာပူနွေးခဲ့ရသည်အဆောင်ရှိကဗန်ရမင်အောက်မှာမောင်အကြကြီးရဲဆောင်ရည်သည်ကို ကျွန်မပရင်းနောက်ခွေမှအချောင်းကြည့်ရင်းရင်ခုံမောပန့်နေ၏ဘလို့မှကြိုးစားအတင်း၍မရတော့အခါငယ်ချင်းများကို စာတိုလေးရေး၍တပေခိုင်းလိုက်ရသည်မောင်သိဆက်ဆူတဲ့မျက်လုံးတွေအောက်မှာ မောင်ကိုကျမလာမတွေ့ရဲဘူး။နက်ပြန်ညနေ၄နာရီကျမပြန်မှာခိတရမန်ကားဂိတ်ကို၂နာရီလောက်လာခဲ့လေ။အဲ့ဒီကြားမှာပဲတွေ့ရအောင်နော်။ကျမရှိတယ်။ခုရေးလိုက်သောစာတိုးကလေးကို မောင်ဖတ်နေသည်ကိုကျမရင်ခုန်ကြည့်နှူးစွာအချောင်းကြည့်နေမိသည်။မောင်နှုတ်ဆက်၍ထွက်သွားမှကျမငိုဆင်းသလိုခံစားလိုက်ရသည်။ငါမှားသွားပြီလားဟုအထက်ထက်ခါခါစဉ်းစားပြီး ကျမစိတ်ဆင်းရဲနေသည်မှာ။ တညာနဲ့တနေ့ဖြစ်သည်မောင်စိတ်ဆိုမာကိုအဲ့ဒီကလေးကစိုးရိမ်ပူပန်တက်သူပါကွယ်မောင်ကိုကျမချစ်သူအဖြစ်သတ်မှတ်သိနေသည်ပင်ကျမနဲ့မောင် တနေ့စီခွဲရမည်နေ့ဖြစ်၏ဤဒီမှာ ကျမတို့နှစ်ဦးအတွက် မကောင်းသော နမိတ်ဆိုဖြစ်ဟန်ကြူပါသည်မောင်နေနှစ်တော်မသိကျမနေနှစ်တော်မောင်ကိုခွဲခွာရသည့်ဝေဒနာနှင့်ပထမဆုံးကြုံမိသောခုခုကိုယ်သာအချက်တလဲလဲအပြစ်တင်လျင်ရှင်နာမဆုံးဖြစ်ရသည် ဘာကြောင့်များကြောင်းပြန်ဖွေပြီးပြန်ဆောင်တဲ့နေ့ကိုမရွေးမိလေတလဲနော်။ကျမပြန်မိနေ့ကချိန်သည့်အတိုင်းမောင်နေ့လယ်နှစ်နာရီကလေးကစောင့်နေပါသည်။ကားဂိတ်ကလူရှုပ်သည့်ဖြစ်ပစ္စည်းများနေရာချပြီးနောက်ဈေးကြိုနာကလက်ဖက်ရည်ဆိုင်တစ်ခုမှာကျမတို့နှစ်ယောက်တွေ့ကြသည်။နှစ်ယောက်တည်းတွေ့ရတော့လဲရှက်နေကြတာပါပဲ။မောင်ကလည်းရှက်နေပြီးကျမကိုတည့်တည့်မကြည့်။ကျမကလည်းရှက်နေပြီးမောင်မျက်နှာကိုတည့်တည့်မကြည့်။ တဖက်ရည်ပကံများကိုသာငုစိုက်ကြည့်ပြီးတောက်လဲမတောက်ကြပါ စာရေးနော်ကျမကောင်းငေးပြလိုက်ပါသည်ကောင်းငေးပြတော့လဲကျမမောက်လိုက်စာကိုမသိမေးဖို့သတိရတော့လဲစကားမဆိုရဲပါ မောင်းကလည်းမေ့နေသေးသည်တော်ကြီးကြမှာကျောင်းဖွင့်ရင်ချက်ချင်းပြင်လာနော်သိလားဟုဆိုပြန်သည် ကျမကလည်းခေါင်းကိုသာညှိပြလိုက်ပြန်သည်ထို့နောက်အကြာကြီးတိတ်ဆိတ်သွားပြန်၏ မောင်ကကျမမျက်နှာကိုငှဲ့ဆောင်ကြည့်လိုက်။နေရန်က စတီရီယိုသချင်းတိတ်ခွေကြောညာပိုစတာများကိုစွတ်စွတ်ဆိုက်ဆိုက်ကြည့်လိုက်ဖြင့်အနေရခက်သလိုစပွဲခုံကိုလက်ချောင်းကလေးများဖြင့်အသံမညီမညာခောက်နေ၏။ကြောက်ပြန့်ဖွင့်လို့ပြန်တွေ့ရင်ရှင့်နေရောမှာပဲလား။မောင်ကအနေငယ်ပြော၍မေးပြန်၏။ကျမခေါင်းငိပြလိုက်တော့အခါမောင်ကကျမကိုမျက်မှောင်ကျုပ်ပြလိုက်သည်အေးအေးခေါင်းပဲငိနေသီလား မောင်နှင်းငယ်ရဲတင်းလာဟန်တူ၏ကျမဘက်သို့ကိုကိုကိုင်း၍မျက်နှာကိုအသေးချာငုတ်ကြည့်ကတကယ်ဆိုတရက်နှစ်ရက်များနေပေါင်းလားဘာဖြစ်လို့ဒီလောက်အစောကြီးပြန်ချင်ရတာလဲတွန်းရမဲသူရှိနေလို့လားအိုးကျမမောင်ကိုအလန့်တကြားမောကြည့်မိ၏ဟမ်ဟမ်ဘာဟင်းင်းလဲမရှိဘူးလို့ဘာမရှိတာလဲတွန်းရမဲလူဆိုတာမယုံရပါဘူးလေအဲ့လိုမပြောပါနဲ့ မောင်ကတက်ပြေတစ်ချက်ရှိုက်ပြီးကျမလက်မှနိုင်ရီကိုလှမ်းကြည့်သည်ထိုနေ့ကဘာရဲ့မှန်းမသိပဲကျမကားပေါ်တက်ပြီးကားဘေးမှာမတက်ရက်နေသောမောင်ကိုကြည့်ရင်အလိုအမင်းငိုခြင်းလာသည်စိတ်လွတ်လပ်လို့ပျော်တင်သောအချိန်၌မောင်မျက်နှာညှိုးနေရသည်မှာအချိန်ခါမရွေးတက်သောကျမကြောင့်ဟုမိမိကိုယ်ကိုအပြစ်တင်မိသည်ညကျရင်ချမ်းပါနော်အနှွေးရထုတ်ပြီးပြီလားမောင်ကအစိုးရင်တကြီးမေးလေသည် လမ်းမစားဖို့ဟုမောင်းဝယ်ပေးလိုက်တော့သုံးငါးတစ်စိတ်ဘိုးရင်ပတ်မုတ်ထုပ်ကိုပေါင်ပေါ်မှာဆော့ကစားရင် မောင်းကိုကောင်းကြီးပြလာ၏အချိန်ထဲမှာပင်မောင်းနဲ့မခွဲပဲမောင်းပေမှာရင်းနေခဲ့ခြင်းစိတ်ကကျမတကိုယ်လုံးကိုလွမ်းဖြောလာခဲ့စေသည်ပရင်ဖွင့်ပြီးအိပ်ပျော့မနေစေနဲ့တိလာကိုမရောက်ခင်ဖြားနေုံပဲပြောတာကြားလားကြားပါတယ်ဖြည့်ရင်ဘယ်ကနေဘလို့ရည်ရည်ကြမိမှမသိတော့ တတိယသည့်အခါမြေရည်ဆက်များမုတ်ထုပ်ပေါ်လွင့်စင်ကြလာပြီ။ဟောဗျာ။မောင်ပြာခတ်သွား၏။ကျမ၏ပဒင်းပေါင်းပေါ်လက်တင်ရက်ဘာဖြစ်လို့ငိုရတာလဲ။သူများတွေမြင်ကုန်ပြီရှက်ဦးလား။ကျမမြေရည်ကိုမောင်လက်ဖြစ်တုပ်ပေးဖို့မောင်မမိပါ။မောင်လက်ကိုင်းပွားဖြစ်တုပ်စေရအောင်လဲ။မောင်ရောကျမရောလက်ကိုင်းပွားကိုင်းတက်သူများမဟုတ်ကြပါ။ငိုနဲ့နော်။တလားဆိုတာဘာမှမကြပါဘူး။နှလေးရဲ့ ပရင်းပေါင်ပေါ်မှာကျမလက်များကိုခပ်ဖွားဖွားဆုပ်၍စင်နာစွာနှစ်သိမ့်ခဲ့လေသည်။မောင်မစင်စားမိဘူးလားကွယ်။မောင်နှင့်တလားလားခွဲခွာရမှကိုပင်ညည်ရီကြမိအောင်ဝမ်းနဲ့ထိခိုက်လွယ်တော်ကျမသည်။မောင်နှင့်တသက်လုံးခွဲရလျင်ဘလို့များနေရစ်ခဲ့ပါမလဲဟုမောင်နေနေမြပြင်မငယ်ကြည့်မိဘူးလား။